အဝေးပေးချင်တာလေးရပါတော့ math function နဲ့ if function တွေကိုတွဲတဲ့အသုံးတွဲပြီးအသုံးပြုနည်းလေးကိုမျှဝေပေးချင်တာပါအဲ math function ကတော့ကျွန်တော်တို့ if function ရော math function ရောကကျွန်တော်တို့ unified function တွေဖြစ်ပါတယ် math function ကတော့အကြီးဆုံးကိန်းတွေကိုပေါ့နော်ရှားတာပါအဲဆိုအကြီးဆုံးကိန်းတွေကိုရှားမယ်ဆိုလို့ရှိရင်အကြီးဆုံးကိန်းတွေကိုရှားတာဖြစ်ပါတယ်အဲ အရင်းတစ်ခုတည်းကနေရှာလို့ရနံပါတ်ချင်းတစ်ခုချင်းစီဆဲတစ်ခုချင်းစီပေါ့နော်နံပါတ်တစ်ခုချင်းစီကနေလည်းရှာလို့ဆဲတစ်ခုချင်းစီကရှာလို့ရတယ်လို့ rain alike လည်းရှာလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီမှာပြန်ထားပါတယ် run ဟာပေါ့ equal mass c1 c2 c2 c4 ပေါ့နော် cc ထဲမှာပဲဟာအကြီးဆုံးလဲလို့လည်းတော့ရှာလို့ရတယ်လို့ဒီလိုမျိုး mass ဆိုပြီးတော့မှ အဒီ range တစ်ခုလုံးကိုပေးပြီးတော့လဲပေါ့နော် C2 ကနေ C7 ဆိုပြီး range တစ်ခုလဲကိုပေးပြီးတော့လဲရှာလို့ရပါတယ် if function ကတော့ကျွန်တော်တို့ logical function ဖြစ်ပါတယ်အားလုံးလည်းသိရှိပြီးသားပါသူက if ပေါ့နော်အဲကျွန်တော်တို့ဥပမာအဲဒီဒီမှာဆိုကျွန်တော်ပေးထားရဲ C2 ဒီ40တက်ကြီးသလားပေါ့နော် C2 ဒီ40တက်ကြီးရင် လေးဆက်တဲ့ကြီးသလားကြီးရင်ဘာလုပ်မှလဲဆိုတော့ pass လို့ရေးခြင်းပဲအောင်မယ်ဆိုတော့ pass ဆိုတဲ့အဖြေပေးမယ်အဲတကယ်လို့မဟုတ်ဘူးဆိုလို့ရှင်တော့ face ဆိုတဲ့အဖြေပေးမယ်ဆိုပြီးတော့ဒီမှာတွက်ထားတာပေါ့နော် as a c2d အဲကြီးလဲကြီးမယ်ညီလဲညီမယ်ဆိုရင်အောင်မယ်မဟုတ်ရင် fee ကြမယ်ပေါ့အဲဒီမှာအလိုမျိုးလေးတွေဒါကတော့ if condition is condition နဲ့တုံးတဲ့ function လေးကိုအနည်းနဲ့ရှင်းပြပေးလိုက်တာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီမှာ inventory ကိုတွက်မယ်ပေါ့နော်ကျွန်တော်တို့ inventory ဆိုရဲရှိလေးရှိတယ် purchase ဆိုရဲရှိလေးရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်ကဘာလုပ်ချင်တာလဲဆိုတော့ကျွန်တော်ဒီ inventory purchase မှာကျွန်တော်ကဒီမှာဝယ်ထားတဲ့စီးရင်းလေးရှိတယ်အဲ့ဒီဝယ်ထားတဲ့စီးရင်းလေးမှာတခါသေးကျွန်တော်က item တစ်ခုတည်းကိုကျွန်တော်တရက်ထဲမှာ၂ကြိမ်သုံးဖို့၃ကြိမ်ပေါ့နော်တစ်ကြိမ်တည်းပို့ပြီးလဲဝယ်တတ်တယ်တခါဝယ်တဲ့အခါမှာလဲဈေးနှုန်းနေရာမတူဘူးပေါ့အဲ့တော့မတူဘူးဆိုတဲ့အခါကျတော့ကျွန်တော်ဒီ inventory list မှာသူ့ကိုဘာပေါ်လာစေချင်တယ်လဲဆိုတဲ့အခါ ကျွန်တော်တို့အဲဒီဝယ်လိုက်တဲ့နောက်ဒီ item ကိုရိုက်ဒီ item ကဘယ်နေ့မှနောက်ဆုံးဝယ်လိုက်တာလဲဆိုတော့ကျွန်တော်သိချင်တယ်။အဲနောက်ဆုံးဝယ်လိုက်တာမှာကကျွန်တော်ပြောခဲ့တယ်လို့ပဲ၂ချိန်၃ချိန်ဝယ်ခဲ့တယ်ဆိုရင်အမြင့်ဆုံးဈေးနှုန်းကိုကျွန်တော်သိချင်တယ်။အဲဒါလေးကိုကျွန်တော်က if function နဲ့ map function တွေကို တွဲပြီးတော့မှ ုံပြူသွားမှာဖြစ်ပါတယ်။အဲမှာကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ဒီဒီမှာ item ကုတ်ကိုယူပြီးတော့ကြည့်မယ်ပေါ့နော်။ဒီပစ်ချက်မှာ item ကုတ်ရှိတယ်။အဲ့တော့အဲ့ဒီ item ကုတ်နဲ့အဒီ item ကုတ်ဒီဒီ item ကုတ်နဲ့ညီခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ return ညီကျွန်တော်တို့အဖြေကဘာထုတ်ချင်တာလဲဆိုတော့ date ကိုထုတ်ချင်တာပါ။နော်။အဲ့ဆိုကျွန်တော်အရင်ဆုံး if နဲ့အရင်ရေးလိုက်မယ်ပေါ့နော်။ if ကကြတော့ကျွန်တော်တို့ညီရင်ပေါ့နော်။ ဒီပါချေရဒီ item ကုတ်တီ equal ဘာနဲ့ညီရမှာလဲဆိုတော့ဒီ inventory ရဒီပေါ့နော် inventory ရကုတ်နဲ့ညီခဲ့မယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲဘာလုပ်ပေးစေချင်တာလဲဆိုတော့ဒီ date ကို return ပြန်ပေးချင်တာပါအဲ့တော့ return ပြန်ပေးချင်တယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ် return ပြန်ပေးချင်တယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ under ခေါက်လိုက်ပါ value ထွက်ပါတယ်ကျွန်တော်တယောက်ကားတစ်ချက်ဖြတ်ထားမယ်ပေါ့နော်အဲ value ထွက်ပါတယ်ဒီမှာ if purchase item ကုတ်တီဒီ ဟုတ်တယ် inventory မှာရှိတဲ့ဒီကုန်းနဲ့ညီခဲ့မယ်ဆိုရင် purchase date ကိုပြတန်းပြန်ပါဆို value ထွက်ပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ date တစ်ခုလည်းမဖြစ်တဲ့ date တစ်ခုလည်းမဟုတ်တော့သူပြတန်းပြန်ပေးလို့မရဘူးပေါ့နော်။အဲဆိုကျွန်တော် match function နဲ့တွဲသုံးလိုက်ပါမယ်။ match function match function လို့ရေးလိုက်လို့ရှင် sorry match function ပြီးတော့ queen လေးစားလိုက်မယ်ပေါ့နော်။အဲဆိုရင်ဒါ if function ရဲ့ queen ကတော့ပိတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ match function ရဲ့ queen ကိုပိတ်လိုက်မယ်။ enter ခောက်လိုက်ပါ value error တွေတက်ပါတယ်။ ဘာဖြစ်လို့ value အဲ့ဒါတက်တာလဲဆိုတော့ math math function နဲ့ if function နဲ့ကိုတွဲပြီးအသုံးပြုလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တွဲပြီးအသုံးပြုပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ control ရဲ့ရှိရဲ့ under ရဲ့ကိုတွဲနေပြရပါမယ်ဒါမှသာအပြည့်ထွက်ပါမယ် under ပဲနေတယ်ဆိုလို့ရှိရင်တော့သူက error ပဲပြန်နေပါလိမ့်မယ်ကျွန်တော်တို့သုံးလောက်သွားတာလေးဒီဒီ purchase item နေဒီကျွန်တော်တို့ဒီမှာရှိရဲ့ inventory ရဲ့ item နဲ့ညီမယ်ဆိုရင် purchase date ကိုအကြောင်းပြန်ပေး purchase date ကို return ပြန်ပေးပါအဲ့ return နဲ့မှာပါအကြီးဆုံး းပေါ့နော်အကြီးဆုံး gain ကို return ပြန်ပေးပါလို့ပြောသွားတာဖြစ်ပါတယ်ဒါဆိုရင်ဒါဒီဒီနောက်ဆုံး date ပေါ့နော်ကျွန်တော်တို့နောက်ဆုံးဝယ်ခဲ့တဲ့ date ဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခု purchase price ကိုကျွန်တော်တို့တွက်မယ်ဆိုတော့ equal ပေါ့နော်ကျွန်တော်ခဏနေရာတွက်သလိုပါပဲ match function လေးကိုကျွန်တော်အရင်ခေါ်လိုက်မယ်ခေါ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာကြာတော့ condition ကျွန်တော်တစ်ချက်ပြော condition နှစ်ခုဖြစ်သွားပြီနောက်ဆုံး date လည်းဖြည့်ရမယ် ကုတ်လည်းတူရမယ်နောက်ဆုံးဒိတ်ချင်းလည်းတူရမယ်အဲ့ဒါလည်းဟိုမှာကျွန်တော်တို့ကအကြောင်းဟိုကကျွန်တော်တို့ return ပြန်လာစေချင်တာဒီကျွန်တော်တို့လိုချင်တာဒီအဖြေထွက်ချင်တဲ့အရာဒီ price ဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာတွက်မယ်ဆိုလို့ရှိရင်ဥပမာဆိုရင် equal ဟိုကျွန်တော်ဒီမှာတွက်လိုက်မယ်ဆို equal max ပေါ့နော်ကျွန်တော် max လေးကိုအရင်ခေါ်လိုက်မယ်အဲ့ဒါပြီးတော့ if ဒါမှဆို if ကဘာဖြစ်မလဲဆိုတော့ဒီ purchase ရဲ့ဒီ i ဟိုပါပေါ့နော်ဒီ date ဒီ equal ဘယ်ဒိန်းနဲ့ညီရမှာလဲဆိုတော့ကျွန်တော်တို့ခဏနေရရှာထားတဲ့ဒီဒိန်းနဲ့ညီခဲ့မယ်ဆိုရင်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကုတ်ကလည်းညီရအောင်ပါပေါ့နော် a ဒီပါချေးရဲ့ item ကုတ်ဒီ equal ကျွန်တော်ရဲ့ဒီ item ကုတ်နဲ့ညီခဲ့မယ်ဆိုရင် မညီခဲ့မယ်ဆိုရင်ကျွန်တော်ကဘာလုပ်မှာလဲဆိုတော့အကြောင်းပြန်ပေးမှာဒီဒီပါချေ price ကိုအကြောင်းပြန်ပေးမှာပါအဲပြီးရင်တင်လိုက်တင်ပါမယ်အဲဒီ if ကကျွန်တော်နှစ်ခါသုံးထားတဲ့အတွက် if ကနှစ်ကွင်းပိတ်မယ်ပြီးတော့ map function တက်သုံးမယ်အဲပြီးရင်တော့ control ရဲ့ရှိရဲ့ under ရဲ့ကိုနှိပ်လိုက်ပါမယ်အဲဆိုရင်ကျွန်တော်ဒီမှာလေးကြာလာပါပြီ နော်အဲဆိုရင်ဒါအမြင့်ဆုံးဈေးတွေပဲဖြစ်ပါကျွန်တော်တို့တစ်ချက်တော့တွက်ကြည့်မယ်ပေါ့နော် CA1 ဒီသူက26ရက်ခုနှစ်လောက်မှနောက်ဆုံးဝယ်ထားတယ်အမြင့်အဲအဲ့ဒီက26ရက်ခုနှစ်လောက်မှရှိတဲ့ထဲကအမြင့်ဆုံးဈေးတွေ ခုနှစ်ပေါင်းပေါ့နော်ကျွန်တော်တို့ဒီအမြင့်ဆုံးဈေးကိုရှာမှာမဟုတ်ဘူးနော်နောက်ဆုံးဒိတ်မှာကျွန်တော်တို့နောက်ဆုံးဝယ်ထားတဲ့ဒိတ်မှာရှိတဲ့အမြင့်ဆုံးဈေးကိုရှာမှာဖြစ်ပါတယ်။အားကြောင့်ကျွန်တော်စဉ်းခံထားတာပေါ့နော်အဲဆိုပတ်ချက်ရဲ့မှာဆိုရင် CA1 ဒီ26.9လောက်9000ပေါင်းဒီအမြင့်ဆုံးမှာအဲဆိုကျွန်တော်တို့ဒီထဲမှာ CA1 ကိုကျွန်တော်တို့တွားပြီးတော့ဖစ်တာစစ်ကြည့်လိုက်မယ် စီ1ကိုဖိချာတူးကြည့်လိုက်မယ်ဆိုလို့ရှိရင် CA1 ညီ26ရက်9လဟုတ်တယ်နောက်ဆုံးဝယ်ရတဲ့26ရက်9လသူ့ရဲ့အမြင့်ဆုံးဈေးည26ရက်9လမှာ6600 6900နှစ်ခုရှိရဲအဲ့တော့ကျွန်တော်တို့ကို9000ကို return ပြန်ပေးပါတယ်နောက်တစ်ခုကျွန်တော်ကြည့်ကြည့်မယ် KN5 KN5 က12ရက်9လ1000နဲ့အဲ့ဆိုကျွန်တော်တို့ဒီမှာ KN5 ကိုကြည့်ကြည့်မယ်ပေါ့နော် KN5 အဲ့ဆိုတော့ okay ပေးလိုက်ရင် 12ရက်9လ2024ဒါ605လ2024ဆိုတော့သူကငွေ12အကြီးဆုံးဆိုရင်12ရက်9လ2024ဈေးနှုန်းညီ1000ပါဒီမှာဆို12ရက်9လ2024တက်တော့နောက်တစ်ခုလောက်စစ်ကြည့်မယ်ကျွန်တော်တို့ပဲကြည့်ကြည့်မယ်ဆို KM3 လို့သတ်စစ်ကြည့်မယ် KM3 30ရက်9လမှာ9000တက်တာအဲဆိုကျွန်တော်တို့ KM3 ပေါ့နော် KM3D 30ရက်9လမှာ9000တက်တာ တူရင် KN 330ခုနလာမှာသူ3ချိန်ဝယ်ထားတယ်1000ခွဲရှိတယ်9000 1000ရှိတယ်9000 1000ခွဲရှိရဆို9000 1000ကို return ပြန်ပေးရပါဒါဆိုရင်ကျွန်တော်တို့ကမှန်သွားပါပြီအဲ့ဆိုကျွန်တော်တို့ကဒါ2016တိဆိုလို့ရှိရင်တော့အဲ့လိုမျိုးပေါ့နော် app နဲ့ miss pension နဲ့ကိုအဲ့လိုတွဲပြီးတော့မှာသုံးသွားရမှာဖြစ်တယ်2019ကနေစပြီးတော့အခါကျတော့ကျွန်တော်တို့ massive function ကိုအသုံးပြုလို့ရပြီဒါမှဆိုရင်ကျွန်တော်ဒီမှာ massive function နဲ့ကိုကျွန်တော်တက်ပြ massive function ရဲ့အကူ မန့်ကြီးသူကဘယ်လိုမျိုးလဲဆိုတော့အခုဆိုလို့ရှိရင်ပေါ့နော်ဒါ office 365မှာပေါ့နော်ကျွန်တော်တို့မှာ if function လေးကိုတွားပြီးမှ if s ပေါ့နော် s ပါတယ်မှ if function လေးပါအဲကျွန်တော်ဘယ်လိုအသုံးပြုမလဲဆိုတော့တက်ကြည့်မယ်ပေါ့နော်သူရဲ့ဘာလို့ကျွန်တော် mass if s function လေးကို call လိုက်ပါမယ်အဲဆိုရင်သူရဲ့ argument လေးကြာလာပြီဒီမှာ mass weight criteria rate 1 criteria 1 criteria ပေါ့နော် criteria 1အဲ့ပြီး criteria range 2 criteria 2ပေါ့နော်အဲ့လိုမျိုးသူကဟိုဟာတော်တော်ဟိုပါပေါ့ ဘယ်နှခုရလဲတော့ဒီမှာမရေးထားဘူးပေါ့နော်ကျွန်တော်ထင်တယ် sin into bar နဲ့တူတယ်ဆိုလို့ရှိရင်တော့အခုနေရာလောက်ဒီနဲ့ရမယ်ဒီမှာလေသူ့ရဲ့အသုံးပြုပုံငင်းကတော့တူတယ်လေနော် sin into နဲ့အဲဆို map if a function ဆိုရင် mass range ပေါ့နော်ကျွန်တော်တို့ mass range ကျွန်တော်တို့အကြီးဆုံးပေါ်စီခြင်းနဲ့ column ကိုကျွန်တော်တို့ range ကိုပေါ့နော်ကျွန်တော်တို့ရွေးမယ်ဆိုရင်ဒီမှာဆို mass range ကြီးကျွန်တော်တို့က date ကိုပေါ်စီခြင်းတာဖြစ်တဲ့အတွက်ဒီ date ပါနောက်တစ်ခုက criteria range 1ပေါ့နော် criteria range 1ကြီးကျွန်တော်တို့ဒီ batch မှာရှိတဲ့ code scope ကိုရှိတဲ့ range မှာပြီးတော့ inventory ကကျွန်တော်တို့ဒီ criteria ဒီဒီ inventory ကုတ်ပါ။အဲဆိုရင် enter ခောက်လိုက်မယ်ဆိုရင်အပြည့်ထွက်ပါပြီ။အဲပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ကကြတော့ဒီမှာကြတော့အခြေအနေနှမျိုးဖြစ်သွားပြီပေါ့နော်။ date လည်းတူရမယ်။ item လေကိုကကုတ် item ကုတ်လဲတူရမယ်ပေါ့နော်အဲ့တော့ equal match if s အဲ့ဆိုရင် ကျွန်တော်တို့ match range ကျွန်တော်တို့ဒီတခါပေါ်စီချင်တာက private ကျွန်တော်တို့ဒီတစ်ခါပေါ်စီချင်တာက price ပါပြီးတော့ကျွန်တော်တို့ရဲ့ criteria rate man ကြီးအဲကျွန်တော်ဒီကုတ်ပါပေါ့နော် inventory ရဲ့ကုတ်နဲ့ညီခဲ့မယ်ဆိုရင် နောက်တစ်ခု criteria ဒီကျွန်တော်တို့ date ပါဒီ date ဒီကျွန်တော်တို့အခုရှာထားတဲ့ဒီ date နဲ့ညီခဲ့မယ်ဆိုရင် ျွန်တော်ဘာလုပ်မလဲဆိုတော့အဲဆိုရင်ဟေး price ပေါ့နော်အမြင့်ဆုံး price ကိုပေးမယ်ဆိုတော့ under ခောက်လိုက်ရင်အဖြေထွက်ပါပြီဒီမှာက under ခောက်ရင်ရပါတယ်တကယ်လို့ကျွန်တော်တို့2019တို့ဘာလို့သုံးမယ်ဆိုလို့ရှိရင်ကတော့ control shift under ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါလေးကတော့ match function နဲ့ if function ကို2016ထိပေါ့နော် match function နဲ့ if function ကိုတွဲသုံးတဲ့ဤရဲ့ match 2019 version ကနေစပြီးပါလာတယ် match is as function အသုံးပြုနည်းလေးကိုမျှဝေပေးထား ာတာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ max it up function ကတော့သုံးရတာပိုပြီးလွယ်ကူတာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်